မင်္ဂလာပါ Sunflower YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့တင်ဆက်ပေးမယ့်ပုံမြင်လေးရဲ့နာမည်ကတော့ Store ဆိုင်ညာရဲ့ထိတ်လန့်တမ်းပဲဖြစ်ပါတယ်။ကဲပုံမြင်လေးကိုစလိုက်ကြရအောင်။ကျမရဲ့နာမည်ကတော့မေသူပါ။အသက်ကတော့20ပါ။ကျမကတော့မြို့ရဲ့စင်ချင်ဘုံကလမ်းတော့တနေရာမှာရှိတဲ့တတဲရဲ့နဲ့လင်းထိတ်စွာဖွင့်ထားတဲ့ Mishu Store ဆိုင်မှာအလုပ်လုပ်ပါတယ်။ နေဆိုင်ကြတဲ့ရက်တွေဆိုလို့ရှိရင်တော့ကျမအဆင်ပြေပေမယ့်ညဆိုင်ကြတဲ့ရက်တွေဆိုလို့ရှိရင်တော့ကျမနည်းနည်းတော့ကြောက်နေပါတယ်။ကျမကတစ်ခါတလေကြရင်ကောင်တာကဆောင်းတအုပ်ကိုနှိုင်းယူပြီးတော့နည်းနည်းဖတ်လို့ရှိတယ်။ဘာလို့ဆိုကျမကဆောင်းဖတ်ရတာဝါသနာပါရဲ့လေ။ဒီနေ့ကတော့ကျမညဆိုင်ကြတယ်။အချိန်အဖြစ်17နာရီလောက်ရှိနေပြီလေ။စတိုးဆိုင်ကမှောင်စားပြုတ်နေပြီ။လမ်းပေါ်ကကားသွားလာရတယ်နည်းသွားတယ်။ကျမကတော့ကောင်တာမှာပဲကြောက်ထက်ထိုင်နေရတာပေါ့။ ကျမလည်းကော်ဖီတစ်ခွက်ဖြော်ပြီးညဘက်လုံခြုံရေးကင်မရာကိုတင်ချာကြည့်လိုက်တယ်လေ။ဒါပေမဲ့ကျမမျက်လုံးထဲမှာမြင်လိုက်ရတာကတိတ်ကူမူမမှန်တဲ့လူတစ်ယောက်ကစိုင်ရုံပတ်နေတာကိုကျမတွေ့လိုက်ရတယ်။အဲ့ဒီအချိန်မှာပဲစိုင်ထဲကိုဈေးဝယ်ရည်သုံးယောက်လောက်ကဝင်လာလို့တော်သေးတာပေါ့။ဒီလိုနဲ့အချိန်အားဖြင့်ည7နာရီခွဲအဲ့အချိန်မှာဖောက်တယ်တယောက်မှလည်းမရှိတော့ဘူးလေ။အဲ့ဒီအချိန်မှာပဲကျမရဲ့ဘေးနားကနေလေအေးတစ်ချက်တိုက်ခတ်လာ တကားကထားထားတဲ့ခေါင်းလောင်းလေးဟာဖြတ်ခင်းနေဆိုကလင်ဆိုတဲ့ပန်လေးနဲ့လှုပ်ရှားသွားခဲ့။ဒါနဲ့ကျမလည်းလုံချုံရေးကင်မရာပို့ပြီးတေချောင်းကြည့်လိုက်တယ်။ဆိုင်အပြင်ဘက်ကလမ်းမိတိုင်းအောင်ကလူရိုက်တစ်ခုဟာခဏတာမတက်ရက်နေတာကိုတွေ့လိုက်ရတယ်။အဲဒီလူရိုက်ကညနာကိုဖုံးကွယ်ထားပြီးတော့စိုးဆိုင်ကိုစိုက်ကြည့်နေတယ်။ဒီလိုနဲ့အချိန်အားဖြင့်ညနှစ်နာရီ ဆိုင်ထဲကလုံးဝတိတ်ဆိတ်သွားတယ်။ကျမလည်းစာအုပ်ပြန်ဖတ်နေတော့ရုတ်တရက်ကျမရဲ့ဖုန်းကညီလာတယ်။ကျမလည်းဖုန်းကင်လိုက်ပြီး "Hello, Mishu Store ဆိုင်ရပါ။ဒီလိုနဲ့ဟိုဘက်ကပြန်ပြောတာပါ။ငါမင်းကိုမြင်နေရတယ်။မင်းရဲ့အနာကိုငါမကြာခင်ရောက်လာမယ်။ဒီလိုနဲ့အချိန်အားဖြင့်ည3:00နာရီနေ့စဉ်မီးတွေရတယ်မှိန်ပြော့လာတယ် ဲ့အချိန်မှာပဲဆိုင်ရှင်းရတယ်။မှန်တကားကိုရိုက်ခွဲပြီးလူတက်သမားကညနေဖုံးကိုစုပ်လက်အိတ်နဲ့အနံ့ရောင်ကိုစုံပြီးဝစ်ပြီးသူ့လက်ထဲမှာလေချွန်ထက်လာတဲ့ဓာတ်ချောင်းကိုကန်ဆာလာ။စတိုးဆိုင်ထဲဝင်ရောက်လာခဲ့တယ်။ကျမလည်းတွေ့တွေ့ချင်းမှာကြောက်လန့်သွားခဲ့တယ်။ကျမလည်းချက်ချင်းပဲကောင်တာအောက်ကတန်ချောင်းကိုဆွဲထုတ်ပြီးဆိုင်ထဲကထွက်သွားလိုက်ပါ။ငါရဲကိုဖုံးခေါ်ထားပြီးပြီ။ ။ဆိုပြီးကျမနေပြောလိုက်တယ်။ဒီလိုနဲ့လူတက်သမားက။ငါမင်းကိုတဖို့အတွက်ရွေးချယ်ပြီးပြီ။လူတက်သမားကချစ်ချင်းပဲရှိသေးတာပြီ။ကျမကဓာတ်နဲ့ခုတ်ချလိုက်တယ်။ကျမကလည်းဟိမြန်စွာရှောင်သိမ်းပြီးစတိုးဆိုင်ရဲ့ပစ္စည်းစင်တွေကြောင့်ပြေးဝင်သွားလိုက်တယ်။လူတက်သမားကလည်းနောက်ကလိုက်လာခဲ့တယ်။ဒီလိုနဲ့ကျမလည်းအေးအေးခန်းလေးကိုပြေးဝင်ပြီးတကားကိုပိတ်ဖို့စူးစမ်းတယ်။ ဒါပေမဲ့လူတပ်သမားကအသေးခွင့်မီဝင်လာတယ်။အသေးခွင့်မီဝင်လာပြီးလူတပ်သမားရဲ့ဓာတ်ကျမရဲ့လက်ရင်းနောက်ကိုရောက်နေခဲ့ပြီ။အဲ့အချိန်မှာလူတပ်သမားကအခုအားလုံးပြီးပြီ။မင်းဘယ်ကိုပြေးအောင်လဲ။ဒါနဲ့ကျမလည်းလက်ထဲရတန်ချောင်းနဲ့လူတပ်သမားရဲ့မျက်နှာကိုအားကုန်ဖောက်ထိုးပစ်လိုက်တယ်။ဒါနဲ့သူလည်းမျက်လုံးထိမှပြီးနောက်ဆုံးနေချင်း။ကျမလည်းအရေးပေါ်ခလုတ်စီရှိရပြီ။ အမြန်ပြေးသွားလိုက်တယ်။အဲဒီနောက်ရဲဘော်ခလုတ်ကိုကျမနှိပ်လိုက်တယ်။အဲ့အချိန်မှာအဝေးကရဲကားတကားကြားသွားပြီးစိုးဆိုင်ရှိကိုရောက်လာခဲ့တယ်။လူတပ်သမားကချိန်နေမှန်မှန်သိလို့စိုးဆိုင်ရဲ့နောက်ခွေးတကားကနေလှေးမြန်စွာထွက်ပြေးသွားတယ်။ဒီလိုနဲ့အချိန်အားဖြင့်မနက်9နာရီခွဲရဲတွေရောက်လာပြီးကျမကိုမေးမြန်းတယ်။ပြီးတော့ကျမလည်းကြောက်လို့စောင့်တထဲကိုပတ်ထားလိုက်တယ်။ ဒါပေမဲ့ Jerry ရောက်လာတော့ကျမလုံခြုံသွားတယ်လို့ခံစားလိုက်ရတယ်။ဒီလိုနဲ့ Jerry လည်းသူ့ကိုဆက်လက်ရှာဖွေကြတဲ့အချိန်မှာတော့သူဟာစိတ်တဆခွင်းဆက်လူတတ်သမားတစ်ယောက်ဖြစ်ပြီးရက်ဆက်ကြမ်းတမ်းစွာတတ်တတ်တဲ့လူတတ်သမားတစ်ယောက်ဖြစ်ကြောင်းကျမသိလိုက်ရတယ်။ကျမကံကောင်းသွားတာ။ကျမသင်ငန်းစာရလိုက်တာ။ဘယ်အရာမဆိုကြောက်စိတ်ကိုရှည်ရမ်းမတင်နဲ့ရဲရင်ပြတ်သားစွာနဲ့တမ်းမာစွာ ကိုကိုကိုကာကွယ်နိုင်ရမယ်ဆိုတော့တင်ငန်းစာတစ်ခုကျမရလိုက်တယ်အဘေးသူတယောက်ချင်းစီတိုင်းကိုကျေးဇူးအချို့တင်ရှိပါတယ်ရှင်